ကနာမည်အဓိကပြီကျွန်တော်တို့တေးဥဆောင်နေတယ်ဒီကမင်းသားဘသူကြီးပါပါရဲဆိုတာမျိုးမဟုတ်ဘူးကျွန်တော်တို့အားလုံး character တွေပဲကိုရုကားတွေအကုန်လုံးတော်တော်များများဒီလိုပါပဲ super ပါရင်မပါကြောက်ဘူးဒါပေမဲ့ဒီနာမည်ကညောင်းထွက်ရအသက်ပေါ့ဒီမှာတော့နာမည်ရအောင်ပြောပါဦးဒါပေမဲ့ညောင်းထွက်ရကကိုဗစ် pandemic အချိန်ကာလအတောတွင်မှာ ပေါ့နော်ခွင်းယူတာခံခဲ့ရတဲ့မိသားစုတွေက family member တယောက်ဖြစ်ပေါ်ဝင်ထားပါတယ်အခက်ခဲရောအဲ့လိုသူလည်းမရှိပါဘူးဒါပေမဲ့ပြောရမယ်အင်ဂျီအိုင်မရရရရှိဒီကားရိုက်တဲ့အတွေ့အကြုံကတော့ဒီကားလေးဆိုင်တာကျွန်တော်ကင်းစကားရိုက်နေတဲ့အချိန်ကင်းစကားကိုကင်းစကားကိုရိုက်ခုနေတဲ့အချိန်မှာကိုညိုကရှူတင်လာလင်းနဲ့ အညီနဲ့အလုပ်တစ်ခုလုပ်ချင်လုပ်တူလုပ်ချင်တယ်ဆိုတော့ဒါပြောလိုက်အရင်ပြောအောင်အဲ့ချိန်မှာဆက်ပြောဆိုင်ကူဖြစ်တယ်ပါအာညောင်ထွက်ရဆိုတော့ကျွန်တော်ချင်းချင်းမပြောသေးဘူးနောက်မှပြောပြညောင်ထွက်ရဆိုတော့မိုက်တယ်ဆိုတော့အရင်ရိုက်အဲဇလန်းကိုသဘောကျရတယ်ပါတယ်စရချင်းဇလန်းမသိခင်တည်းကကိုညိုဆိုရရုံတယ်လေကျွန်တော်ကလည်းကိုညိုရိုက်တဲ့ကားကြီးကိုကြိုက်တယ်အဲ့အတွက်ကြောင့်ယုံနေယုံနေတဲ့အတွက်ကြောင့် နောက်မှစက်တီရောက်ခါကျတော့ပူကြိုက်တယ်ဒီစက်ကိုတကယ် reality တကယ်ဖြစ်ခဲ့အရာတွေပေါ်မှာအခြေခံမြိုက်ထားတာဖြစ်ပေမဲ့ပေါ်ကြတယ်ဒီကားရဒီကားရပုံစံမျိုးတော့မကြုံဘူးပါဒါပေမဲ့အဲဘယ်လိုပြောရမလဲကျွန်တော်အတိအသေးငယ်ချင်းတွေကတော့ကြုံဘူးရရရှိပါတယ်အဲဒီချက်ကြိုက်တယ်ဟိုးရင်တော့ကျွန်တော်ကစကားနာမည်ကိုမှတ်ပြီးတော့လက်ပြာပါလဲမဖြစ်ဟမ်လက်ပြာဝဲခြင်း အေးကားလေးကြိုက်တယ်ပြီးတော့နောက်ဟိုနောက်ရှိသေးရဗျာအဲ့အဲ့လိုကားကြီးကြိုက်ပါတော့ဟိုအရင်အရင်နဲ့ဟိုအရင်နဲ့ကဒီ style မျိုးကိုရိုက်လာဒီဒီ style မျိုးရိုက်လာတာကိုညိုဆိုရတဲ့ဒီလိုကွဲထွက်နေတာကွဲထွက်နေတာကြိုက်ပါရဲ့အစရဟိုအရင်တော့ကျွန်တော်ကြည့်ကျွန်တော်ကြိုက်တဲ့အင်္ဂလိပ်ကားတွေနဲ့လည်းဘယ်လိုခေါ်မလဲ style 2ရဲ့အတွက်ဒီလိုမျိုး ကောင်းမျိုးမှာပေါင်ဝင်ရဝမ်းတောက်ပဲဒီပိုစတာကိုဒီလိုလုပ်မယ်ဆိုတာကျွန်တော်ဂျုံသိပါဒါပေမဲ့လုပ်တော့လေကျွန်တော်တို့ဒီတရုတ်ဆောင်ရတော့အရင်သဘောကျတယ်ဘာတယောက်မှကုပုံပါလို့နာမည်မပါလို့အဲ့လိုမရှိဘူးအဲ့ဒါမျိုးကြိုက်တာကိုထုံးကလည်းပြောတယ်ဒါမျိုးကိုကြိုက်တာကျွန်တော်ကလည်းအဲ့ဒါမျိုးကိုကြိုက်တာအဓိကနာမည်အဓိကလေကျွန်တော်ကတရုတ်ဆောင်နေတယ်အဓိကမင်းသားဘသူကြီးပါပါတယ်ဆိုတာမျိုးမဟုတ်ဘူးကျွန်တော်တို့အားလုံး character တွေပဲ ကိုညုကားတွေအကုန်လုံးတော်တော်များများဒီလိုပါပဲစူပါဘီဘာမပါကြောက်ဘူးဒါပေမဲ့ဒီနာမည်ကညောင်ထွက်ရအသက်ပေါ့ဒီညောင်ထွက်ရဆိုရဲအဲဒီပိုစတာတစ်ခုနဲ့ပိတ်သက်တွေကဘာလဲဆိုတော့စိတ်ဝင်စားနေတယ်ညောင်ထွက်ရဆိုရဲအမေအမေကအမေပြီးရတော့ကျွန်တော်ခိုးထွက်တာပဲ